ဘယ်လိုလဲကတုတ်ဒီငလျင်လို့လို့ကျုပ်တော့တော့အတွက်စိတ်မူနေတာအင်ဗျူမနာတော့မှတ်ရတဲ့ရှင်ကျွန်တော်လည်းမြင့်အတွက်စိုးရင်ကိုပြေးလာခဲ့တာပဲရောမြင့်ရုံးတော်ပြေးလာတယ်ဟွသူ့ဘာသာသူပြေးတဲ့ရုံးကိုများကျွန်တော်လည်းရုံးကိုပြေးလိုက်ပြီးအင်ဂျင်တို့ထွက်ရန်ခြေလှမ်းပြလိုက်ပြီးဒါပေတော့ကတုတ်ဒီအင်ချီနေလေးကြည်ုံလေဒါကလေးကြည်လုံထားလိုက်ကွာမကြခင်ကျွန်တော်ပြန်လာခဲ့မယ်ကျွန်တော်မှတစုံတရာကိုစိတ်ဝင်စားမိရင် 住在里拉路上，莫颜色看样，得啊、家里哥子男恩是丫头，彻午天天忙里头伊。阿三妹妹，家里哥子男恩是蹲衙门里头伊。到底嘞，就奈我们，是他带队，那是他带队，莫带队嘛是路边乌度比。正巧人当嘛老，里拉马路年纪在稳多来。他呢，下都来给咱说话呀。哦，我们必须给咱说话喽。 ကျွန်တော်ပြောလိုက်တော့ဥမိပီစီဟူသောစကားလုံးကိုဆရာလေးကိုကြည့်နိုင်တဘောပေါက်ဟန်မတူပါချေဘာဗျာဘာဥလဲမဟုတ်ဘူးဗျာဥမိပီစီပါအဲ့ဒါဘာလဲဗျာရုံးမတော်တွေကဖះရက်ထဲမှာငလျင်လှုပ်တော့အုတ်ပြလာအင်္ဂလိပ်ပြားကြီးလာပေါ်လာတယ်အဲ့ဒီထဲမှာဥမိပီစီလိုရေးထားတာများဆရာလေးသိမလားလို့ကြံကြံခဏဥတို့ပြီးရဲ့ကြောက်စာပဲကြားဖို့ပါတယ်ဒီဟာကရှင်အောင်ကြောက်စာပဲဖြစ်ရမယ်ဒီတော့ကျွန်တော်ရဲ့ဆရာ ရှင်အောင်သူတည်တနာပညာရှင်ဥဖြူကျော်စီကိုစာရိပ်ပြီးမေးပေးပါမယ်။ကျောင်းစာဟူဒီကိုရှင်မစွာကကျင့်လို့မကြဘူးသူဖြစ်ရတာအုံပြတွင်တွေ့ရသောစာကိုဥစ္စာအင်္ဂလိပ်ပြပေါ်တွင်တွေ့ရသောစာကိုအင်္ဂလိပ်စာဟူ၍ကျင့်လို့ထင်မြင်မိသည်ကျွန်ုပ်ကယူအလုံးပါပဲ။ကျွန်ုပ်ဒီဇာလေးအိမ်မှပြန်ခဲ့ရမတင်းမင်းကစီကြွေထောပနာပြုပုံမှာတောက်ကတ္တမီဒီအုံပေါ်ရေးတဲ့စာရှင်မသိလို့ကောဘာဖြစ်မှမဟုတ်လို့လေ အနေကျင်းမြောင်းလာသောမိမသားတို့၏အယူအဆကိုကျွန်တော်နားလည်ခွန်လွတ်စွာဖြင့်မကြောက်အောင်ဆောင်ကဗိုက်ကလေးဗလေးဆက်တို့ကျွန်တော်မြင်ခဲ့ရတဲ့ဟိုအပြားကြီးဟာအတော်ကြီးကြီးပုံရတယ်ကွာဖောက်ရောင်နေဆရာတို့ဒီဥမိဘီးကြီးဆိုတဲ့ဇကလုံးအိဗဲကိုဆရာလေးကိုကြီးနိုင်တော်မသိလို့ရန်ကုန်မြို့ကသူ့ဆရာရှင်အောင်သူတည်တနာဌာနကအငင်းစားဥဖြူကျော်ကိုစာရေးမိပြီမလဲကွာဗိုက်ကလေးမှာထိုကိစ္စကိုစိတ်ဝင်စားဟန်မတူချင်း အပူလုတ်ပြီးပါဆရာတို့ရာဒီတိပဲပြီးတော့ဘာထူးမှမလို့တော့ဒင်းကပါလုတ်ပြီးထော်လော်ကန့်လန့်ထားတယ်အခါဦးကျွန်တော်ဒီဦးမီပီစီရဲ့အတိတ်ပဲကိုသိရှိရအတွက်ခုနှစ်ရက်ခန့်မြောက်စောင့်ဆိုင်နေလိုက်ရပါသည်တော်တော်ညာအရာဝင်တိုင်းအတွင်းနဲ့ကြရည်အင်းဦးကိုမီဒီကိုစီဆိုတဲ့အတိတ်ပဲများလားဦးဆိုတာအကောင့်ပေါက်ပြီးတာမှမဟုတ်ပဲဦးကိုထောင်ချောက်ဆင်းပြီးဖမ်းဖို့ဒီကိုစီပြရမလိုပါဘူးဗျာ ကျွန်ုပ်ဤအတွင်ညာကမစိုးနိုင်တော့ဟင်ဒါရင်းညာစဉ်းစားနေတာလေအိတ်ဆရာရှိတာအိတ်ပါလားကျွန်ုပ်အတွင်းစဖြတ်ပြီးမိမိအိတ်ပြော်သွားခိုင်းမတည်မြင်က လုံလို့ပါနေတော့ဤကတုပီထထအိမ်ရှိမှာတော့နာမည်ခေါ်နေတယ်ဟေးဟုတ်လားညာကြီးအချိန်မတော့ဘယ်သူညာအရေးတကြီးလာခေါ်ပါလိမ့်ဟုကျွန်ုပ်အိတ်ရမှာလူလဲထားမိသည်လာယုံဖြန့်ကျက်ထားသောကျွန်ုပ်၏အိမ်ရှိကွက်လတ်တွင်ရန်နေသောကြည်တော်ဝါစင်ကိုတွေ့ရ၏။ဥဒ္ဓပီ ျွန်တော်စားရိတ်ကစားရစားကိုလူကြုံပလိုက်လို့ဆရာလေးကိုကြီးနိုင်အိမ်တွားပို့တယ်။ဆရာလေးကိုကြီးနိုင်ကစားဖတ်ပြီးဒါအရေးကြီးကိစ္စလို့ပြောပြီးကျွန်တော်တို့အိမ်ကိုလိုက်လာတယ်။အဲ့ဒါနဲ့အဖေကဥတုပီရဲ့အာနုလာမိုးရဲ့စိုးတင်မောင်ပါတွားခေါ်ဆိုလို့လာခေါ်တာပါဗျ။ကျွန်တော်မှအိမ်မုံဆုံးမဖြစ်ဝါစင်ပြောတဲ့စကားရှိကိုနားထောင်တာဆိုရင်စိတ်တမျိုးဝင်လာ၏။ဘာမှုများပေါ်လာပြန်ပါလေ။ကဲဥတုပီအခုပဲတွားလိုက်နော်။လူမျိုးကြီးစိုးတင်မောင်စီကိုဆက်တွားလိုက်အောင်မယ်။ဝါစင်က စကားဆုံးပြီးနဲ့ထွက်သွားခြင်းပြီးကျွန်ုပ်ကရောင်းတောင်းတောင်းကြောင်တက်တဲ့မောင်ကြောင်မှန်သည့်ကြက်ကဲ့သို့ဖြစ်ကကြမ်းရစ်ခဲ့ရပေတော့၏တောက်ကတုပ်ပြီးတော်ကြောက်မသိအောင်ဘာတွေအထောက်ရှုံလုပ်ထားတယ်လို့လဲဘာမှမရှုပ်ပါဘူးမြင်ရတော်ကြက်ကြက်တတိထားပါတကြီးအမှုစည်ရင်တော့ပေါ်မှာပဲအကြီးရဲကျွန်ုပ်ဘော်တွင်ထာဝရမယုံတင်ကဖြစ်နေတော့မတ်တင်းမြင်၏စကားတန်ကြောင့်စိတ်ပြရသည်ဒီမိန်းမကတမောက်ဟေ့ကျွန်ုပ်လည်းတကြီးရင်တို့အတော့နေကထွက်ခဲ့ရတော့၏ တကြီးပါစီအိမ်၌အောင်လင်းတံမီကြီးထွန်းထားပြီးအာလီကိုကြီး၌ဒိုင်ကလေးနှင့်လူပြိုကြီးစောတင်မောင်တို့ရောက်နေနေကြသည်ကိုတွေ့ရတော့သည်။နာပြိုဥတုပီဥတုပီတည်ကျင်တာတွေတည်အောင် ပြောပြမယ်လူတွေကျွန်တော်တို့ညာကိုလာတော့မယ်တဲ့ဗျ။ကျွန်ုပ်ချက်ချင်းတဘောမပေါက်သေး။တကြီးပါစီကထပ်ဆင့်ရှင်းပြပေးသေး၏။ဒီလိုရို့ကျုံတို့ဂျုံတိုင်းဝါနာကတော့တယ်မှာကြောက်စာတစ်ချာရှိရဆိုလို့ရှင်ဟောင်းသူတေတနာအငင်းစားပညာရှင်ဦးဖြိုးကျော်နဲ့သူသမီးရတနာကျော်လာကြမယ်တဲ့။ အော်ဒီလိုကိုဒိုက်ကလေးနဲ့စောတင်မောင်တို့ကတမိပါမီဆို၍အမျိုးမျိုးစဉ်းစားကြမိကိုကျွန်တော်ရိပ်မိလိုက်ပါသည်ဦးချူချိုရဲ့တမိဟာအတညာကြည့်နေပြီလားအင်းတွားချူနေလားမသိဘူးမင်းရဲ့စပင်းဖြူပေါ်မှာစပယ်ကုန်းလေးပန်ပေးမယ်အင်းဦးချူချိုကအတကြည့်ပြီဆိုတော့သူတမိဟာ90နီးပါးတော့ရှိရောပေါ့အိုးအမျိုးကြီးဆိုလည်းမဆိုးပါဘူးအဲ့ဒါမျိုးကဧည့်သည်တွေလာရင်ဦးတော်ပြီးတော့ဆရာလေးတို့တိုက်တိုက်ငယ်ငယ်ကြိုးကြကြစီခြင်းနဲ့ ကျုံမယ်ကျုံမယ်စိတ်ချပါတိတ်တိတ်ငိမ့်ငိမ့်ကျွန်တော်တို့ကျုံပေးပါမယ်ပကြီးပါစီဤစကားကိုထောက်ခံရနိုင်ဆရာလေးကိုကြည်နိုင်နဲ့ကျွန်ုပ်တို့ထဲဒိုင်ကလေးနဲ့စော့တင်မောင်တို့ကပို၍တက်ကြွနေပြီဒီပကြီးတာဝါစင်ကကျွန်တော်ကိုယ်တိုင်လိုက်ပြီးကြင်ကြက်ပေးပါမယ်နောက်ကနေ့ကကျွန်ုပ်တို့ကျုံနေရတာများပြီးရွာထိပ်မှာလက်များဖြင့်ကြိုးစိုးလျက်ရှိကြပါတော့ဒီညမကြမီအဲစိမ့်နှစ်ဦးရောက်ရှိလာကြပါတော့ဒီလာကြပြီဟေးဦးဖြောကျော်က ကျွန်ုပ်တို့ထင်တဲ့ကဲ့သို့အသက်အရွယ်အလွန်အိုမင်းသောသူတဲ့ဦးမဟုတ်တဲ့ကဲ့သို့ဒုဒမီယရနာကျော်မှလည်းရုပ်ရည်လှပချုံမောကြောင်းကိုမျက်ဝါးထင်ထင်တွေ့ရလေပြီးညွန်နေလူဒန်းစားများကတောနေလူဒန်းစားနဲ့လုံးဝမတူအလွန်တရာတိုက်နဲ့စွာဝစ်စင်ထား၏အဲ့ဒါများတဲခုမိဆရာလေးကိုကြီးနဲ့အိမ်တို့ကျွန်ုပ်တို့လိုက်ပါပို့ဆောင်ကြလေ၏အပြန်တွင်ချိုးလိုက်တာနော်ဆက်တို့စာလာ၏တိတ်လာတာပဲဗျာအင်းချိုးကလည်းခူရနေသူ see in your garage.